တန်တမရော DNLA ကစစ်ကောင်စီနဲ့အပြည့်ရဆဲပြီးမိုးကုန်းမြို့ကိုပြန်လွှဲပေးမယ်လို့အောက်တိုဘာ29ရက်နေ့မှာကြေညာချက်ထုတ်ပြန်ပြီးနောက်ထိန်းချုပ်နယ်မြေကိုဆက်လက်ကာကွယ်မယ်လို့ပြည်သူ့ကာကွယ်ရေးတမရော်မန္တလေးကပြည်သူကိုအသိပေးခဲ့တာပါ။ DNL ကဆုံးခွာသွားမှာဖြစ်ပေမဲ့ဒေသကာကွယ်ရေးအဖွဲ့တွေကလုံလုံရေးအတွက်လိုအပ်တဲ့နေရာတွေမှာနေရာယူထားပြီးမြို့ကိုအလွယ်တကူလက်လွတ်မှာမဟုတ်ဘူးလို့မိုးကုတ်ပကဖတာဝန်ရှိသူကပြောပါတယ်။ကျွန်တော်တို့အနေနဲ့ကတော့ဒီဒေသပြောင်းလာရှိတဲ့ကာကွယ်ရေးအဖွဲ့တွေ PDF တွေနဲ့အကုန်လုံးဒီနိုင်တိုင်းနဲ့ဆောင်ရွက်ဆွေးနွေးနေကြတယ်ပေါ့နော်။ကျွန်တော်တို့မြို့ကို DNL ကပြန်လည်ပြောဆွေး ကော်မရှင်လက်ထက်ကိုပြန်ပေးလိုက်ပေမဲ့လို့ကျွန်တော်တို့နေပြီးပါတော့ကုမျိုးပြုရအောင်တက်နိုင်လို့စစ်ကော်မရှင်လက်ထက်ကိုပြန်လဲကြာရောက်မတော်အောင်ကျွန်တော်တို့နေနေကပေါ့ကာကွယ်မှုတွေလုံဆောင်နိုင်မှုတို့အများကြီးစူးစမ်းပြီးပြင်ဆင်နေကြတာလည်းရှိပါတယ်။ဒါဟုတ်ပြုတ်ရဲ့ဖိအားကြောင့်မလို့ DNL ပုံမှာပြစ်ခတ်ရစေပုံစံမျိုးလုံလာနိုင်တယ်ဆိုလို့ရှိရင်ဘိုးရဲ့အောက်မှာရှိနေတဲ့စင်ကူမရယာပေါ့နော်တရီချင်းတချို့အတော့စစ်ကော်မရှင်ရဲ့ဖိအားပေးဆောင်ရွက်မှုတွေကပို့ပြီးတော့တိုးလာနိုင်။နောက်ထပ်သူတို့ရဲ့ပြင်မဲ့ဒီ AI တို့မဟုတ်ဘူးဖြစ်လာနိုင်တဲ့ညာမှုတွေပေါ့။အလားတူလေဒါရင်လာမနဲ့တိုင်းနေနေတဲ့ တရှိနားလည်ထားပြီးသားလည်းဖြစ်ခြင်းလည်းဖြစ်ပါလိမ့်မယ်။ DNL ကမူကုန်မျိုးကိုလက်လွတ်မယ်လို့သတင်းထုတ်ပြန်ခဲ့တဲ့အောက်တိုဘာ29ရက်နေ့မှာပဲမန္တလေးတိုင်းစင်ကူးမျိုးနဲ့စကိုင်းတိုင်းကြောက်မြောင်မျိုးကိုဆက်သွယ်ထားတဲ့ရန်နာတင်ခတတာမိုင်းခွဲခံရတာကြောင့်ကြိုးကြပျက်စီးခဲ့ပါတယ်။ တရားရဲ့စကိုင်းကြောက်မြောင်မြို့ဘက်ခြမ်းမှာစစ်ကောင်စီကတက်ဆွဲထားတာဖြစ်ပြီးစင်ကူဘက်ခြမ်းမှာတော့ကာကွယ်ရေးတပ်တွေထိန်းချုပ်ထားတာဖြစ်ပါတယ်။မိုးကုတ်မိုးမိတ်ဘက်ကိုတရားနန်လေးကတော့စစ်တပ်ဘက်ကိုပြန်ပေးလိုက်တဲ့အတွက်ကျွန်တော်တို့မြေပြန်တော်လိုင်းအင်းသမားတွေရောပြည်သူတွေအတွက်တော့အခက်အခဲတွေတော့ရှိနိုင်တယ်လို့တော့ကျွန်တော်သုံးသပ်မိပါတယ်။စင်ကူတရားကိုပြည့်စည်သွားတဲ့နောက်မှာတော့ကျွန်တော်တို့စင်ကူနောက်ချမ်းတပတ်လည်လုံးကိုစစ်တပ်ဘက်ကနေလေကြောင်းတိုက်ခိုက်မှုတွေခက်ဆစ်ဆိတ်လုပ်လာတယ်။ဒရုန်းနဲ့တိုက်ခိုက်မှုတွေရောရွှေဘိုရှေ့ချမ်းကြောင်မြောင်းတမခခွေးချမ်းနေပြီးတော့ အရှိဘက်ကိုဒီဟောင်းဝင်တာလက်နဲ့ကြီးတွေပြစ်တာရောခက်စိတ်စိတ်လေးလှုပ်လာတာကိုတွေ့ရပါတယ်ဗျပြည်သူတွေကတော့အရင်ကလည်းဒေါ်လာရေးနဲ့စစ်တပ်တွေတိမ့်ပိုက်ပြီးတဲ့နောက်မှာတော့တွားလာကတော့မရှိကြပါဘူးဗျအဲဒါတော့တော့အခုနောက်ပိုင်းတော့ဘလို့ကျိုးသက်ဖြစ်လာမယ်လဲဆိုတော့မခံမှန်းတပ်မှုဖြစ်နေတယ်ဒေါ်လာရေးကာလမှာတော့ကောင်းကျိုးဆိုတော့ဆက်ကဆာတွေတော်နဲ့ကူးမလာနိုင်တဲ့အကြောင်းရင်းတွေတော့ရှိတော့ပါဗျာ မိုးကုံမြို့ကို GNL ကလက်လွတ်မယ်လို့ကြေညာပြီးနောက်ပိုင်းမန္တလေးဒေသတွင်ကာကွယ်ရေးအဖွဲ့တွေကမိုးကုံမြို့ကိုဝိုင်းဝန်းကာကွယ်မယ်လို့ကြေညာချက်တွေဆက်တိုက်ထုတ်ပြန်ထားပါတယ်။ဒီမိုးကုံမိုးမိတ်ကိုလက်လွတ်တာကလည်းဒါအကြောင်းတစ်ခုနဲ့တပိုင်းပေါ့နော်။ကျွန်တော်တို့ဘက်ကပြန်လဲပြီးတော့ကိုလို့ဆရာရှိတာကိုလုပ်ရမယ်အနေထားမျိုးလို့ပြောချင်ပါတယ်။ဒီ MVPDF တို့ဘာလို့ဆိုတာလဲ။အရန်အင်အားတောင်းတင်းပြီးတော့တိုက်ရိုက်ခိုက်ရေးလည်းအများကြီးရှိခဲ့ကြတယ်။နောက်တက်ကြီးတစ်ခုလိုလည်းဖြစ်နေတာဖြစ်တဲ့အတွက်အားဖြင့်ထိမ့်သိမ်းမယ်ကာကွယ်မယ်ပေါ့နော်။တုံ့ပြန်မယ်ပေါ့။ဒေါ်လာရင်းကိုတစိုက်မတ်မတ်လုံနေရင်နဲ့ကုဒေတာကိုရာပြီးသား တော့ဘယ်သူမှပြန်ပေးမှာမဟုတ်တယ်လို့ရတဲ့နီးနဲ့တုံ့ပြန်မှာတော့တည်ကြပါတယ်လို့ကျွန်တော်ကတော့ပြောချင်ပါအစီအရေးတွေကတော့လက်ရှိလည်းပြင်းထန်နေတာပါပဲဒီတဲ့ပူပြီးတော့လည်းပြင်းထန်လာနိုင်တဲ့အခြေအနေတွေကတော့ရှိနေလားအသေးချပါပဲအလို့ပူပြီးလုံနိုင်ဖို့ပဲအရေးကြီးတယ်လို့ကျွန်တော်ကတော့မြင်မိပါတယ်မိုးကုံမြို့နယ်မုံမိတ်မြို့တွေကို2024ဇူလိုင်လအတွင်းမှာ GNL နဲ့မှာမိတ်တွေကတင်ယူခဲ့တာဖြစ်ပြီးတနည်းကြော်အကြမ်းမှာပြန်လည်လက်လွှတ်ရမယ့်အခြေအနေဖြစ်လာတာပါ။ တည်တော်များညခွန်စစ်စင်ရေးဒုတိယလိုင်းစကလေးကတရုတ်ဆိုရကမြောက်ပိုင်းမှာမိတ်တူကိုဖိအားပေးတာတွေဇက်တိုက်ပြုလုပ်ခဲ့ပြီးအခုအောက်တိုဘာ2ရက်နေ့ကနေလက်ရှိချိန်ထိ TNL ထိန်းချုပ်မြို့ရွာတွေကိုစစ်ကောင်စီကလေကြောင်းတိုက်ခိုက်မှုတွေနေ့စဉ်ပြုလုပ်ခဲ့တာကြောင့်မိုးကုန်းနဲ့မုံမင်းမြို့ကိုလက်လွတ်ပြီးအပြစ်ရဖို့ခက်ခက်ခဲခဲဆုံးဖြတ်ခဲ့ရတယ်လို့ TNL ပြောရေးဆိုခွင့်ရှိသူလွေရည်ဦးက TVP ကိုရှင်းလင်းပြောဆိုထားပါတယ်။ကျွန်တော်ဒုတာချန်တာပါ။